င်းပေးမင်္ဂလာပါချင်းရီတူအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရီဒီကနေ့အတွက်ခုံနှုံးတုံချင်းရီတူရဲ့နေ့စဉ်သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါရီကျမကတော့ဆမဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ချင်းဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆိုင်နိုင်ရေး CC နဲ့ ICNCC တို့မိုးချမ်းကော်မတီဖွဲ့လှုပ်ဆောင်မဲ့သတင်းတော်လိုင်းရေးလေးနှစ်ကျော်မှချင်းကခွဲတပ်ဖွဲ့ဝင်360ကျော်ကြာဆုံးပြီး အဲ့ဒီအထဲက29ဦးမှာမြင်းမြုံမိုင်းကြောင့်ကြာဆုံးခဲ့ရတဲ့တရင်နဲ့ပလောဝမြုံနယ်ကိုရခိုင်ပြည်နယ်ရဲ့ခရင်တခုအဖြစ်ထည့်သွင်းမှုကို GKO ကပြင်းထန်စွာရှုတ်ချာစတဲ့တရင်တွေကိုတင်ဆက်ပေးသွားပါမယ်။အခုအဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ ချင်းပြေကောင်းစီစီစီနဲ့ကြာကာလချင်းမျိုးသားတိုင်ပင်ခံကောင်းစီ ICN စီစီတို့အကြားကျန်လေပေါင်းစည်းနိုင်ရေးအတွက်ချင်းမျိုးသားဖွဲ့စည်းပေါ်အခြေခံဥပဒေမူကျန်းရေးဆွဲနိုင်ရေးကိုမူကျန်းကော်မတီဖွဲ့စည်းဆောင်ရွက်သွားမယ်လို့သိရပါတယ်ချင်းပြည်နယ်အတွင်းလက်ရှိဖြစ်ပေါ်နေတဲ့စီရင်နိုင်ငံရေးအခင်းအကျင်းနဲ့ပတ်သက်လို့စွန်လ16ရက်နေ့မှာအွန်လိုင်းကနေတဆင့်သတင်းစာ ရှင်းလင်းပွဲပြုလုပ်ရမှာချင်းရင်တော်အဖွဲ့ပြောရေးဆိုခွင့်ရှိသူတွေကကြော်ဆိုလိုက်တာပါ ဒီရက်ပိုင်းဆိုရင်လည်း CNC ဖွဲ့ဖို့အတွက်သဘောတူခဲ့ကြတဲ့ ICN စီစဉ်တဲ့စီစီကသဘောတူတဲ့အရာကချင်း National Constitution အတွက်မူကြမ်းကော်မတီကိုတစ်ဖက်ကနေ29ခုစီဖွဲ့ပြီးမှအဲ့ဒီကနေအစောင်းအရာ Like Constitution ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်မြောက်လာဖို့အတွက်ကိုရည်စွဲပြီးမှအားလုံးသဘောတူနေတဲ့ကိစ္စတွေကိုစုစည်းသွားဖို့ဖြစ်ပါရဲ့ မီဇိုရမ်အစိုးရရဲ့ဦးဆောင်မှုနဲ့မူဇန်ဆွဲမဲ့ကိစ္စတွေလည်းသွားတော့သွားနေတယ်ဒါပေမဲ့တော်တော်တော့နှင်းနေတယ်လို့ချင်းငင်တော်အဖွဲ့နဲ့ချင်းအမျိုးသားအဖွဲ့ချုပ်ကျော်ရဲစုခွင့်ရှိသူဆလိုင်းဝီလျံချင်းကပြောပါရီ ိန္ဒိယနိုင်ငံမီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ဘိုလတ်သူအမရဲ့ဦးဆောင်မှုနဲ့ဖွဲ့စည်းထားတဲ့ advocacy team ထံမှ CC နဲ့ ICNCC ကြားကချင်း National Constitution ချင်းမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲမဲ့ကော်မတီဝင်စီရင်ကိုပို့ထားပြီးဖြစ်ကောင်းအချင်းချင်းတွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်လို့သိရပါတယ်။ တစ်ဖက်တွင်းဆောင်ဆွေးနွေးမှုကနေရရှိလာတဲ့သဘောတူညီချက်ရလဒ်တွေပေါ်မူတည်ပြီးချင်းအမျိုးသားကောင်စီ CNC ကိုဖွဲ့စည်းနိုင်ရဆောင်ရွက်သွားမယ်လို့နှစ်ဖက်သဘောတူညီမှုရရှိထားတယ်လို့လည်းသိရပါတယ်ချင်းပြည်အနာဂတ်အတွက် CC နဲ့ ICNCC တို့ဟာနှစ်ဖက်စလုံးကပူးပေါင်းရမှာကိုလက်ခံကြပေမဲ့လည်းအချင်းချင်းကြားအပြန်အလှန်ယုံကြည်မှုနဲ့အပြန်အလှန်လေးစားမှုတည်ဆောက်နိုင်မှုခက်ခဲနေတယ်လို့ချင်းရင်တော်အဖွဲ့ပြောရေးဆိုခွင့်ရှိသူကိုရောမန်ကပြောပါရီး တဲ့အနှစ်ချုပ်ရရင်တော့ယုံကြည်မှုတည်ဆောက်ဖို့နဲ့အပြန်အလှန်လေးစားမှုရှိဖို့ပေါ့နော်အဲ့ဒါတွေကအခက်အခဲရှိနေတဲ့အတွက်ဒီလိုတွေ့ဆုံဆွေးနွေးမှုတွေရှိတဲ့အရေးဖြစ်တာကအားရစရာသိမကောင်းဖို့ပြောရမယ်။တစ်ဖက်မှာချင်းပြည်သူတွေကလည်းမျှော်လင့်နေတယ်။ပေါင်းစည်းစီချင်တာကိုလည်းမြင်နေရတယ်။လက်တွေ့ကြကြအလုပ်လုပ်မယ်ဆိုရင်ပေါင်းစည်းဖို့ကအခုနောက်ကကလေးဘက်ကစစ်ကြောင်းချီလာချိန်မျိုးမှာဆိုရင် KKG CDF စီရင်တို့နဲ့ကျွန်တော်တို့ချက်ချင်းပေါင်းပြီးတော့တိုက်ပွဲဝင်ကြတာပဲတကယ်လက်တွေ့ကြကြအလုပ်လုပ်ကြမယ်ဆိုရင်တော့ပိုးပေါင်းမှုလွဲပါတယ်တတိယအဖွဲ့ဖြစ်တဲ့မီဇိုရမ်ဝင်ကြီးချုပ်နဲ့စုစည်းမြင့်နိုင်စေတာသူတို့ရဲ့စေတနာကိုကျွန်တော်တို့နားလဲတယ်အခြေလေးမဆွေးနွေးရသေးခင်ပိုးပေါင်းနိုင်ဖို့ကအရေးရှိတည်တံ့ခိုင်နေတဲ့အကျိုးဖြစ်ထွန်းတဲ့ပိုးပေါင်းမှုမျိုးဖြစ်လာမှာမဟုတ်ဘူးလို့ကိုရောမန်ကပြောပါတယ်ဇွန်လ10ရက်နေ့နဲ့17ရက်နေ့ကချင်းလုံမြို့မှာ ချင်းမြေကောင်စီဥဆောင်အဖွဲ့ရဲ့အစည်းအဝေးကိုကျင်းပခဲ့ပြီးချင်းအမျိုးသားကောင်စီ CNC ဖြစ်မြောက်ရေးကော်မတီကိုရွေးချယ်ခဲ့ကချင်းအမျိုးသားတည်ဆောက်ရေးလမ်းစဉ်မှာငြိမ်းချမ်းစွာညှိနှိုင်းဆောင်ရွက်မှုနဲ့တည်ဆောက်နိုင်ရေးကိုဆွေးနွေးခဲ့တယ်လို့သိရပါတယ်မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်က advocacy team ကို ဖွဲ့စည်းခဲ့ပြီး2024ခုနှစ်နှစ်ကောင်ပိုင်းကစတင်ကချင်းအင်အားစုနှစ်ခုကိုပြည်လဲနိုင်ရေးချောင်းဝင်ညှိနှိုင်းပေးမှုအဆောင်ရွက်နေကြောင်းသိရပါတယ်။ အဲ့ဒီ advocacy team ကိုမီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်မီဇိုရမ်ပြည်နယ်ထဲကအရက်ဖက်ဖွဲ့စည်းရေး CSO အစိုးရအဖွဲ့မဟုတ်တဲ့ NGO တွေပူးပေါင်းကဖွဲ့စည်းခဲ့ကြောင်းသိရပါရရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ အာနာသိန်စက်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်လေးနှစ်ကျော်ကာလအထဲမှာချင်းကာခွဲတပ်ဖွဲ့ဝင်360ဦးကြာဆုံးခဲ့ပြီးအဲ့ဒီအထက်က26ဦးဟာမြေမြုပ်ဝိုင်းကြောင့်ကြာဆုံးခဲ့ရတယ်လို့ချင်းရဲရအဖွဲ့ချုပ် ICA ကထုတ်ပြန်ကြေညာလိုက်ပါတယ်2020ခုနှစ်စစ်တပ်အာဏာသိမ်းချိန်ကနေ2025ခုနှစ်မေလ31ရက်နေ့အထိချင်းပြည်နယ်နဲ့ချင်းလိုမျိုးတွေဟာစစ်ကောင်စီတပ်ဖွဲ့တွေကြောင့်တေဆုံးမှု1099ဦးအထိရှိခဲ့ပြီး အဲ့ဒီအထက်ကတိုက်ပွဲအတွင်းကြဆုံးသွားတဲ့တော်လိုင်းရဲတပ်ဖွဲ့ဝင်တွေအကြောင်းကိုချင်းရဲရအဖွဲ့ချုပ်ကစွန်လ18ရက်နေ့ကထုတ်ပြန်ခဲ့တာပါမြန်မြုံပိုင်းကြောင့်ချင်းတော်လိုင်းတပ်ဖွဲ့ဝင်30နေပါကြာဆုံးမှုတာမကအရက်သားပြည်သူ54ဦးလည်းတည်ဆုံခဲ့ရပြီးထိခိုက်ဒဏ်ရာရရှိသူအရက်သားနဲ့ချင်းကကွယ်တပ်ဖွဲ့ဝင်စုစုပေါင်း135ဦးထက်မနည်းရှိခဲ့ကြောင်းသိရပါတယ်။ကျွန်တော်တိုက်ပွဲမှာကြာဆုံးသွားတဲ့တငယ်ချင်းရဲ့အလောင်းကိုပြန်ယူတာစစ်တပ်ကအလောင်းအောက်မှာမိုင်းထောင်ထားခဲ့တာ ိုးနဲ့ဆွဲပေးမယ်ကြိုးကနည်းနည်းတိုးနေတော့ကျွန်တော်တို့၁၀ယောက်လောက်အကုန်လွန့်စင်ကုန်တာတီးတဲ့သူလည်းရှိတယ်ကျွန်တော်နဲ့တငယ်ချင်းတယောက်တော့မျက်စိထိပြီးမျက်စိပြန်မမြင်တော့ပါဘူးလို့ချင်းအမျိုးသားကာကွယ်တပ်ဖွဲ့ဝင်တို့က၎င်းရဲ့2020ခုနှစ်ကိုတွေ့ချေရက်ကို ICA ထံမှပြောပြခဲ့ပါတယ်ချင်းတောင်မှာတောင်ယာစိုက်ပျိုးရေးကိုအဓိကလောက်ကင်စားတောင်းနေရတဲ့ဒေသဖြစ်တာကြောင့် မိုင်းအနေရဲ့ပုံမှန်များပြားကမိုင်းရှင်လေးရေပြုတ်လို့ရမှလည်းမိုင်းဆိုင်ရပါကပြည်သူတွေအတွက်အနေရဲ့ဖြစ်မှာကိုစိုးရိမ်နေကြကြောင်းသိရပါရီမြန်မာနိုင်ငံဟာမြေမြုပ်မိုင်းကြောင့်ထိခိုက်ဒေဆုံးမှုမှာဆီးရီးယားအာဖဂန်နစ္စတန်နဲ့ယူကရိန်းတို့ကိုကျော်လွန်ကကမ္ဘာမှာအများဆုံးဖြစ်လာတယ်လို့ International Campaign to Ban Landmine ICBL က2024ခုနှစ်နိုဝင်ဘာလကထုတ်ပြန်တဲ့အစီရင်ခံစာမှာဆိုထားပါတယ် မြေမြုပ်မိုင်းတစ်ခုကထောင်ထားပြီးရင်နှစ်ပေါင်း90လောက်ထိကိုလုံးဝမပြတ်ဘူးခုနောက်ပိုင်းသုံးလာတဲ့နှင်းမိုင်းတွေကလူကိုတော့မသိစီဘူးဒါပေမဲ့ခြေပြက်လက်ပြက်တော့လုံးဝဖြစ်တယ်စစ်ကောင်စီကအလောင်းအောက်မှာစနစ်တန်ဖြိုးပြီးတော့အလောင်းနဲ့ဖိထားတာတွေကိုခဏခဏပြုတ်လုတယ်လက်ပြပုံးနဲ့တိုက်မိုင်းတွေကကြတော့ပေ90ပဝင်စဉ်အထိကိုလူကိုထိခိုက်စေနိုင်တယ်ပေ20အထိတော့လူကိုလုံးဝသေစေနိုင်တယ်လို့ CDM စစ်သားစလိုင်းလင်တို့ကပြောပါရယ် ချင်းကာခွဲတပ်ဖွဲ့တချို့ဟာလည်းလက်လုံမိုင်းတွေဖြစ်တဲ့တိုင်မိုင်းရှောင်းမိုင်းနင်းမြုပ်မိုင်းတွေကိုအုံပြုတ်ကြတယ်လို့ချင်းရဲရအဖွဲ့ချုပ်ကဆိုပါရီချင်းပြည်နယ်မှာမြို့ပေါင်း20ရှိရာ15မြို့ကိုဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကသိမ်းပိုက်ထိန်းချုပ်ထားပေမဲ့လည်းလေကြောင်းအနေနဲ့မိုင်းအနေရတွေကြောင့်ဒေသခံတွေဟာနေရမပြန့်နိုင်ပဲဖြစ်နေကြပါရီ မင်းတမျိုးကိုချင်းတော်ဟိုင်းရဲ့တပ်ဖွဲ့တွေကသိမ်းပိုက်ပြီးတဲ့နောက်မိုင်းရှင်လေးရင်ပြုတ်လောက်ရမှာမြင်းမြုံမိုင်း2000ကျော်ကိုရှင်းလင်းပေါ်ထုတ်ထားနိုင်ကြောင်းမင်းတပ်ပအဖအဖွဲ့ကအပြည်လထဲမှာထုတ်ပြန်ခဲ့ပါတယ်။မတူပင်မြို့မှာလည်းဒေသအများစုမှာမိုင်းရှင်လင်းထားပေမဲ့စစ်ကောင်စီတပ်စခန်းနဲ့အနီးတဝဲမှာမိုင်းတွေကျန်ရှိနေသေးတယ်လို့သိရပါတယ်။ ချင်းပြည်သူတွေရဲ့အလောက်ကိုင်းတွေအတွက်မြေမြုံမိုင်းအန္တရာယ်ကကင်းဝေးဖို့အဖွဲ့အစည်းအသီးသီးကနေမြေမြုံမိုင်းရှင်းလင်းဖို့မိုင်းအန္တရာယ်ပြင်သာပေးဖို့တမျက်နေမြေတတ်မှတ်မှုတွေပုံမှန်လှုပ်ဆောင်ဖို့ချင်းရဲရအဖွဲ့ချုပ်ကတိုက်တွန်းထားပါတယ်။တော်လိုင်းရဲ့လင်းနစ်တာကာလအတွင်းမှာချင်းပြည်နယ်နဲ့ချင်းလူမျိုးတွေအတွင်း တည်ဆုံးသူ1099ဦးရှိခဲ့ရာစာနာပြနေစဉ်စစ်ကောင်စီရဲ့ပြစ်ခတ်ခံရမှုကြောင့်တည်ဆုံးသူ10ဦးလေကြောင်းတိုက်ခိုက်မှုကြောင့်328ဦးလူသားတိုင်းပြုတ်လောက်ခံရလို့တည်ဆုံးသူ12ဦးစေဝါမလုံလောက်လို့တည်ဆုံးသူ24ဦးစစ်ကောင်စီဖမ်းဆီးတပ်ဖြတ်မှုနဲ့မရင်းပြုတ်ချင်းခံရပြီးတည်ဆုံးသူ63ဦးအကြောင်းမဲ့ပြစ်သက်ခံရတဲ့အရက်သားပြည်သူ202ဦးဘာသာရေးကောင်းဆောင်19ဦး ညညွန့်မိုင်းကြောင့်တည်ဆုံးသူ83ဦးတော်လှန်ရေးအဖွဲ့ဝင်362ဦးလို့ဖြစ်တယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ချင်းမင်းနဲ့တောင်ပိုင်းရှိဘလဝမြို့နယ်ကိုအရခတတော် ULAA ကရခိုင်ပြည်နယ်ရဲ့ရှစ်ခုမြောက်ခရိုင်အဖြစ်ဖွဲ့စည်းထည့်သွင်းမှုကို Global Kumi Organizations GKO ကပြင်းထန်စွာရှုတ်ချကြောင်းထုတ်ပြန်လိုက်ပါတယ် ULAA ဟာရခိုင်ပြည်နယ်ကို ခိုင်ရင်ရှိခုနဲ့ကြံလေဖွဲ့စည်းရမှာပလောဝမြို့နယ်ကိုရခိုင်ပြည်နယ်ရဲ့ခိုင်ရင်တစ်ခုအဖြစ်ထည့်သွင်းခဲ့တယ်လို့ရခိုင်အခြေဆိုင်နရင်ဂျမရာသတင်းဌာနကဇွန်လ12ရက်နေ့ကရေးသားဖော်ပြမှုနဲ့ပတ်သက်လို့ Global Community Organization GKO ကအခုလိုထုတ်ပြန်လာခြင်းဖြစ်ပါသည်ဒေသခံချင်းတရင်သားတွေရဲ့သဘောထားမပါဘဲပလောဝခရိုင်ကိုရခိုင်ပြည်နယ်ထဲထည့်သွင်းခြင်းဟာ ဒေသခံခုံမင်းချင်းပြည်သူတွေနဲ့ချင်းတမျိုးသားလုံးကိုစော်ကားချင်းဖြစ်တာကြောင့် ULAAA ရဲ့လုံရက်ကိုပြင်းထန်စွာရှုတ်ချကြောင်း Global Khumi Organization GKO ကဖော်ပြပါရယ်ပလောဝခရိုင်ဟာ1886ခုနှစ်အင်္ဂလိပ်လက်ထက်ကြာရောက်စဉ်ကရခိုင်မြောက်ပိုင်းတောင်တန်းခရိုင်လို့သတ်မှတ်ခဲ့ပေမဲ့ခုံမင်းလူမျိုးတွေကတီချာလွတ်လပ်စွာအုပ်ချုပ်ခဲ့တဲ့နေမြေဖြစ်တယ်လို့သိရပါရယ် ပလဝဟာ1949 1994 2008နဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေတွေအရချင်းမီနယ်ရဲ့မြို့နယ်ကိုကိုထဲကတခုဖြစ်ပါရည်ပလဝရဲ့တည်ရှိမှုဟာခုမီလူမျိုးတွေရဲ့ဖြစ်တည်မှုနဲ့တထက်တဲ့ဖြစ်ကောင်းဝိသေသလက္ခဏာလူမျိုးဖြစ်တည်မှုနဲ့ခွဲခြားလို့မရနိုင်တဲ့ဖိုးပွားပိုင်နေနေဖြစ်ပြီးခုမီချင်းလူမျိုးတွေရဲ့မြင့်မြတ်ပြီးအစာထိုးမရတဲ့မွေးရမီဖြစ်တယ်လို့ကြီးကေအုပ်ကဆိုပါရည် တာကြောင့်ပလဝကို ULAAA ရဲ့တရားမဝင်သိမ်းယူဖို့ကြိုးစားမှုအပေါ်နိုင်ငံတော်အစိုးရနိုင်ငံတကာအတိုင်းအဝန်ချင်းပြည်အစိုးရနဲ့အခြားသက်ဆိုင်တဲ့နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ဒေသခံပြည်သူတွေရဲ့မူလအခွင့်အရေးတွေကိုကာကွယ်ဆောင်ရှောက်ပေးဖို့ Khomi Organization GKO ကအလေးအနက်တိုက်တွန်းထားပါတယ်ရှင် ဟုတ်ကဲ့ပါအခုလိုနားတော်တာဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခုံနုံတုံချင်းရေဒီယိုအစီအစဉ်ကနေဒီမှာပဲနှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေရှင်